โอเคမဲဆောက်မှာမြန်မာနိုင်ငံသားအမျိုးသမီးတဦးကိုရရဆက်ဆက်တဟားနဲ့လက်ဘင်းကိုလီပြီးထွက်ပြေးသွားတဲ့တရားခံဟိုဖမ်းမိသွားပြီဖြစ်စဉ်ကတော့28ရက်နေ့မနေ့ပိုင်းတုန်းကမဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသားမှရှိတဲ့အိမ်သာထဲမှာအသက်21နှစ်အရွယ်မြန်မာနိုင်ငံသားအမျိုးသမီးတဦးကိုရရဆက်ဆက်ဒါနဲ့လီးသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့တယ် ရဲတွေကလည်းဒီဖြစ်စဉ်ကိုတိတ်ဆိတ်စုံစမ်းစစ်ဆေးပြီးတော့ကျူးလွန်သူတရားခံကိုအမြန်ဆုံးဖမ်းဆီးရမိဖို့အတွက်သူတို့စ조사ကြတယ်။အဲ့ဒါဒီ29ရက်နေ့ည7:00နာရီခွဲလောက်ကြတော့မဲဆောက်မြို့နယ်မြို့ပတ်လမ်းတမ်းမှာရှိတဲ့စီဆိုင်သားက ATM မှာကျူးလွန်သူတရားခံကိုတဖမ်းဆီးရမိခဲ့တယ်။ကျူးလွန်သူတရားခံကအသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားနာမည်ကတော့နိုင်ထမဖတ်တဲ့။ရဲတွေကလည်းသူ့ကိုစစ်ဆေးမေးမြန်းကြည့်ရောသူကဒီမြန်မာနိုင်ငံသားအမျိုးသမီးကိုအတမပြုကျင့်ဖို့အတွက်စ조사တာ။ ါမဲ့အမျိုးသမီးဘက်ကလက်မခံတော့သူကလည်းအတိတ်ယူလာတဲ့ဒါနဲ့ရရဆက်ဆက်တိုက်ခိုက်ပြီးတော့ထွက်ပြေးသွားလို့ပြောတယ်အခုလက်ရှိမှာတော့ဒီမြန်မာနိုင်ငံသားအမျိုးသမီးကိုစေယုံမှာစေကူတပေးနေသေးရဲ့ဒီကျူးလွန်သူတရခံက2019တုန်းကလည်းအတ္တပပြုချင်းမှုတစ်ခုနဲ့ထောင်ကြသေးရဲ့ပြီးခဲ့တဲ့2025ဩဂတ်လ29ရက်မှာသူထောင်ကနေပြန်လွတ်လာလို့ပြောတယ်ရဲတွေကတော့သူ့ကိုတရားဥပဒေအရရေးယူဆောင်ရွက်ဖို့အတွက်လုပ်နေကြပြီဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားမျိုးသမီးတွေလည်းတတိထားကြိုးစိုက်ကြပါ အခုဒီပြည့်စင်မှာဆိုရင်လည်းလင်းလင်းထင်းထင်းချိန်ကြီးလို့ပြောလို့ရကွာဒီချိန်ကြီးမှာဟိုဟိုဒါမျိုးရရဆက်ဆက်လုတ်ပြီးတော့ထွက်ပြီးွားဒါမှမဟုတ်အခုတော့တရားခါကိုဖမ်းမိွားပြီပေါ့နော်ကြောက်ဖို့ကောင်းတယ်နော်အဲ့တော့တတိထားကြပါ user ကြပါနင့်နာသူညီမလေးလည်းမြန်ဆုံးတက်တာပါစေလို့ဆုတောင်းပေးပါတယ်။နော် okay အဲ့လေးလာပြောအားလုံးပဲဆက်ပြေကြပါစေ။